ကဲဖုံထဲမှာကြောင်ရခဏခဏဝင်ရင်ဘယ်လိုပြစ်မလဲဆိုတာကျွန်တော်သိတဲ့တမျိုးကိုဒီလောက်ကိုတင်ပြမှာဖြစ်ပါတယ်နံပါတ်၁ကတော့ဒီ setting လေးကိုနေပြပါ setting ထဲကိုဝင်ပြီးတော့ Google service ဆိုတဲ့နေရာကို tap ဝင်ပြပါ pn all service ကိုနေပြလိုက်ပါ all service ကိုနဲ့ပြလိုက်တာနဲ့အောက်ကိုဆွဲပြီးတော့ ADS ADS ကိုနဲ့ပြပါ ADS ကိုဝင်ရမယ်ပြီးရင်ထပ်ဆွဲလိုက်မယ်ထပ်ဆွဲပြီးတော့အောက်မှာ delete advertising ဆိုတဲ့နေရာကိုနဲ့ပြလိုက်ပါပြီးရင်ဒီမှာ ဒူလက်အဗတစင်ကိုထပ်လောင်းမှာဖြစ်ပါတယ်ဒီဟာကိုနေလိုက်တာ ਨੇ ချောင်းရကိုပိတ်သွားပြီဖြစ်ပါတယ်ဟိုင်းဒီလိုဖြစ်သွားပါပြီပိတ်သွားပါပြီဖြစ်ပါတယ်ဟုတ်ကဲ့ဂျီယိုတင်ပါတယ်ကြည့်ရှုသူများအားလုံးကိုကျွန်တော် YouTube subscriber လေးကိုနေပြပါလို့ကိုနေထပ်တောင်းချင်မှုတော့ဖြစ်ပါတယ်